1960ပြည်လွန်နှစ်တွေဟာလွတ်လပ်မှုငြိမ်းချမ်းရေးနဲ့ချစ်ချင်းမေတ္တာရဲ့ရွှေခက်လို့ကဘာကတတ်မှတ်ခဲ့တဲ့ကာလဒါပေမဲ့ဒီလိုတောက်ပတဲ့အလင်းအောင်ကြီးရဲ့နောက်ကွယ်မှာကြောက်စရာကောင်းတဲ့အရေးဆိုးတစ်ခုပုံကွယ်နေခဲ့ပါလေသူက Charles Manson သူဟာ hippie ရင်ကျေးမှုကို သွေးထွက်တန်ယိုဖြစ်ရက်တည်းအကြမ်းဖက်မှုတွေနဲ့ယူသွတ်မှုတွေရဲ့သင်္ကေတအဖြစ်ပြောင်းလဲဖြည့်ဆည်းပစ်ခဲ့တဲ့သူပါပဲ။ 1969ခုနှစ်ဩဂတ်လရဲ့ရက်ဆက်ပြီးကြောက်စရာကောင်းတဲ့ညနှစ်ညအပါအဝင် လူတက်မှုတွေအများကြီးဟာ Charles Manson ရဲ့ကဘာပြက် Hawking ကထွက်ပေါ်လာခဲ့တာပါ Charles Manson ဆိုတာဘာလို့လဲဒီလိုကြောက်မဲ့ဖွယ်ရာကိစ္စတွေကို तू ဘာလို့ဖန်တီးခဲ့တာလဲသူ့ရဲ့ကဘာပြက် Hawking ဖြစ်တဲ့ Helder Skelter ဆိုတာကရောဘာလဲကျွန်တော် channel မှာလာပြီးတော့ Charles Manson အကြောင်းကိုတင်ပြပါလို့တောင်းဆိုတဲ့အတွက် ဒီနေ့မှာ Charles Manson အကြောင်းကိုကျွန်တော်ပြပြဆုံဆုံရှာဖွေပြီးတော့တင်ဆက်ပေးလိုက်ပါတယ်။ Charles Manson ကို1934 November 12ရက်မှာ Ohio Cincinnati မှာမွေးတယ်။သူ့ရဲ့ငယ်ဘဝကအင်မတန်ရှုပ်ထွေးပြီးတော့သူက စိတ်တန်ရာတွေအများကြီးကိုရင်ဆိုင်ခဲ့ရတယ်။သူ့ကိုမွေးတဲ့အချိန်မှာသူ့အမေကအသက်16နှစ်ပဲရှိသေးတယ်။အဖေဘသူဆိုတာလည်းလက်တယ်မပေါ်ခဲ့ဘူး။ ပြီးတော့သူ့အမေကအရက်စွဲနေတယ်အချိန်ပြည့်တောက်တယ်သူ့ကိုလည်းဂယူဆိုင်ရကောင်းမှမသိဘူးအဲ့ဒီတော့ငငယ်ကလေးက Charles Manson ကအမေရှိပဲမဲ့စွန့်ပစ်ခံရတဲ့သူလိုပဲနေလာခဲ့ရတယ်ပိုဆိုးသွားတာကသူ့အသက်၅နှစ်သားမှတင်သူ့ရဲ့အမေကဓမြမှုနဲ့ထောင်ကျသွားပြီးတော့ Charles Manson ကဆွေမျိုးတွေနဲ့နေလိုက်မိဘမဲ့ကေဟာအပို့ခံရလိုက်နေသူ့ရဲ့ငယ်ဘဝကိုအဲ့လိုဖျက်ဆီးခဲ့ရတယ် ဒါကပဲသူ့ရဲ့လူမှုဆက်ဆံရေးပြဿနာတွေနဲ့သူ့ရဲ့နောက်ပိုင်းမှာစိုးသွမ်းလာမယ့်ဇယိုက်တွေကိုပုံဖော်သလိုဖြစ်ခဲ့တာနောက်ပိုင်းမှာ Manson Family ကိုထူထောင်ခဲ့တယ်ဆိုတာကလည်းသူ့ရဲ့ငယ်ဘဝမှာပြစ်ပယ်ခံရတာတွေအထီးကျန်ဆန်မှုတွေနဲ့နာကျင်မှုတွေကိုဖုံးကွယ်ဖို့ကြိုးစားရာကနေစလာခဲ့တာဖြစ်လိမ့်မယ် Charles Manson ရဲ့ငယ်ဘဝကစာသင်ကျောင်းထဲမှာထက်ခလေးပြုပြင်ရေးကျောင်းနေထောင်ဒီမှာပဲနေခဲ့ရတာများတယ် Charles Manson ကလူငယ်ထင်းသိမ်းရေးကျောင်းနေကနေ18ကြိမ်တိတိထွက်ပြေးခဲ့ဘူးတယ် ဖောက်ထွင်းမှုတွေကားခိုးမှုတွေဓမြမှုတွေဒီလိုရာဇဝဲမှုအမျိုးမျိုးကိုကျူးလွန်ပြီးတော့သူ့ရဲ့အသက်32နှစ်ရောက်တဲ့အချိန်မှာသူ့ဘဝရဲ့တဝက်လောက်ကထောင်ထဲမှာဖြတ်သန်းခဲ့ပြီ။ဒါပေမဲ့အကျဉ်းတောင်တွေနဲ့ပြစ်ဒဏ်တွေကသူ့ကိုပြုပြင်ပြောင်းလဲမပေးနိုင်ခဲ့ဘဲနဲ့ထောင်ကထွက်ရင်နောက်ထပ်ရာဇဝဲမှုတွေကျူးလွန်ဖို့အတွက်ပိုအဆင့်မြင့်တဲ့နီးလန်းတွေကိုလေ့လာနိုင်တဲ့သင်ပေးတဲ့နေရာတစ်ခုပဲဖြစ်လာခဲ့တယ်။1952မှာဆိုရင် လူငယ်ထိမ့်သိမ့်ပြုပြင်ရေးအကြောင်းတစ်ခုမှာပဲတခြားအကျဉ်းသားတစ်ယောက်ကိုဓာတ်နဲ့ထောက်ပြီးတော့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့အတွက်လဲပြစ်ဒဏ်ချမှတ်ခံရတယ်။အဲ့ဒီအတွက်မှတ်တမ်းလဲအတင်ခံခဲ့ရတယ်။အဲ့ဒီကလေးက Charles Manson ကသူများတွေကိုနာကျင်အောင်ဝေဒနာခံစားရအောင် လုပ်ပြီးတော့မှတာယာမှုတွေပျော်ရွှင်မှုတွေကိုခံစားတတ်တဲ့ statistic တစ်ယောက်ဖြစ်တယ်ဆိုတာပေါ်လွင်ခဲ့တယ်။တကယ်တော့ Charles Manson ရဲ့အိမ်မက်ကဂီတပညာရှင်ဖြစ်ဖို့ပဲ။ဒါပေမဲ့သူ့ရဲ့အိမ်မက်ပျက်စီးသွားပြီးတဲ့နောက်ပိုင်းမှာတကယ်ကို ကဘာကျော်ကြောက်စရာအကောင်းဆုံးရာဇဝတ်ကောင်ကြီးတစ်ယောက်ဖြစ်လာခဲ့တယ်လို့ပြောရမယ်။ Charles Manson အကြောင်းပြောရင်မပါမဖြစ်ထည့်ပြောကြရတာက The Family ပေါ့ Manson Family လို့လည်းခေါ်ကြတယ်။အဲ့ဒီ gain က1969သူထောင်အထွက်လာပြီးနောက်ပိုင်းမှာပေါ်ထွန်းလာခဲ့တယ်။1969မှာသူထောင်ထဲကလွတ်လာပြီးတော့ San Francisco ကိုသွားတယ်။အဲ့ဒီမှာ Happy တွေအများစုနေတဲ့ High Ashbury မှာသူနေခဲ့တယ်။ Charles ကဟစ်ပီမိန်ကလေးတွေကိုစစည်းယုံခဲ့ပြီးတော့အဲ့ဒီလူတွေကို the family အနေနဲ့စပြီးဖွဲ့စည်းတယ်။စကားပြောကောင်းတယ်ဆွဲဆောင်မှုရှိတယ်ဒီလိုအချက်တွေကြောင့် Charles Manson ရဲ့ Manson family ကတဖြည်းဖြည်းအင်အားတောင့်တင်းလာခဲ့ပြီးတော့လူအင်အား100လောက်ထိရှိလာတယ်။အဲ့ဒီထဲမှာအများစုကဟစ်ပီတွေဖြစ်ပြီးတော့အလယ်လက်တန်းစားမိသားစုကနေလာကြတဲ့လူငယ်တွေ Charles Manson ကသူ့ရဲ့နောက်လိုက်တွေကိုမူးယစ်ဆေးဝါးတွေလိမ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ထူးဆန်းတဲ့ကိုယ်ွယ်ယုံကြည်မှုတွေကိုအုံချပြီးတော့အုပ်ချုပ်ခဲ့တယ်လို့ဆိုကြတ သူ့ရဲ့လွမ်းမိုးမှုကအင်မတန်ကိုအားကောင်းပြီးပြင်းထန်လွန်းလို့သူ့အဖွဲ့ဝင်တွေကသူ့စီခိုင်းတဲ့ဘယ်အရာကိုမဆိုလှုပ်ဖို့အတွက်အစဉ်သင့်ရှိနေကြတယ်။သူ့ရဲ့နောက်လိုက်တွေကချားစ်မန်ဆန်ကိုယေရှုခရစ်တော်ရဲ့ပုံရိပ်လိုတောင်တင်စားပြီးယုံကြည်ခဲ့ကြတဲ့အထည်ပဲလို့ family အဖွဲ့ဝင်စူဇန်အက်ကင်းစ်ကပြောဘူးတယ်။အသူတို့ကနောက်ပိုင်းမှာ Los Angeles ကရိုက်ကူးရေးခြံဟောင်းကြီးတစ်ခြံဖြစ်တဲ့ Span Ranch မှာပြောင်းပြီးနေခဲ့ကြတယ်။ Charles Manson နဲ့ The Family ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လူသတ်မှုတွေရဲ့အဓိကတွန်းအားက Helter Skelter လို့ခေါ်တဲ့ သူ့ရဲ့ဗျာဒိတ်ဖြစ်တယ်။အဲ့ဒီဗျာဒိတ်ကို Charles Manson ကဘယ်လိုရခဲ့လဲ။ဒီအချက်ကနည်းနည်းတော့ crazy ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့1968မှာ The Beatles ရဲ့ White ဆိုတဲ့တခြင်း album တစ်ခုထွက်တယ်။အဲ့ဒီ album ကို Charles Manson ကနားထောင်ပြီးရဲ့နောက်ပိုင်းမှာအဲ့ဒီထဲကတခြင်းနေတဲ့မှာလူမျိုးရေးစစ်ပွဲနဲ့ပတ်သက်တဲ့လျှို့ဝှက် message တွေပါတယ်လို့သူကယူဆခဲ့တယ်။ အဲ့ဒီ album တွေက Helter Skelter တို့ Revolution Hash 9တို့ Big Geese တို့အဲ့ဒီသချင်းတွေကသူ့ရဲ့ကဘာပြက်မဲ့အယူအဆကိုအတီးပြုတ်နိုင်တဲ့သက်သေတွေလို့ Charles Manson ကယုံကြည်ခဲ့တယ်။သူ့ရဲ့ကဘာပြက်ဂိမ်းကဘာလဲဆိုတော့တိတ်မကြာခင် America မှာလူမဲနဲ့လူပြူတွေကြားထဲမှာကဘာပြက်မဲ့လူမျိုးရေးစစ်ပွဲကြီးတစ်ခုစပြီးဖြစ်လာမယ်။အဲ့ဒီစစ်ပွဲမှာလူမဲတွေကလူပြူတွေကိုလူမျိုးသုံးတတ်ကြလိမ့်မယ်။စစ်ပွဲပြီးသွားရင်လူမဲတွေကကဘာကိုအုပ်ချုပ်ဖို့အတွက်ညံရင်ညံသွေးမရှိတဲ့အတွက် သူတို့အတွက်ညာရင်ညံသွေးကောင်းတဲ့ Charles Manson ကိုသူတို့ရဲ့ captain ရှင်သူတို့ရဲ့သခင်အဖြစ်နဲ့အုပ်ချုပ်ပေးဖို့လာတောင်းဆိုလိမ့်မယ်။သူကအဲ့လိုယူဆတယ်။ဒါကိုက Charles Manson ရဲ့ Helter Skelter ဆိုတဲ့ဗျာဒိတ်ပဲ။1969ဇူလိုင်လအကုန်မှာ Charles Manson နဲ့သူ့အဖွဲ့ရဲ့ရက်ဆက်တဲ့လူသတ်မှုကြီးတခုစတင်ခဲ့။ Gary Hammond ဆိုတဲ့ဂီတသမားအဲ့ဒီလူကတခါတလေမှလည်းမူရစေဝအရောင်းဝယ်တွေပါလေလုပ်တယ်ပေါ့။သူက Manson family ရဲ့ပထမဦးဆုံးသားကောင်ဖြစ်လာတယ်။ Charles Manson ကသူ့နောက်လိုက်ပြီးဖြစ်တဲ့ ဘော်ဘီဘူးဆိုလီရဲ့ဆူဇန်အက်ကင်းစ်ရဲ့မေရီဘရောင်နာရဲ့သူတို့တွေကိုဟမ်မန်စီကိုလွှတ်ပြီးတော့ပတ်စံတောင်းခိုင်းတယ်။ဟမ်မန်နဲ့ချားစ်မန်ဆန်တို့ကြားထဲမှာလည်းမူရဲ့ဆေးဝါးနဲ့ငွေကြေးရဲ့အရှုပ်ရှင်းတွေရှိခဲ့ပုံပေါ်တယ်။အဲ့ဒီမှာဟမ်မန်ကမပေးနိုင်ဘူးလို့ညင်းလိုက်တဲ့အခါမှာချားစ်ကိုရိုင်းအဲ့ဒီကိုလိုက်သွားပြီးတော့ဟမ်မန်ရဲ့ဘဲဘက်နှစ်ရွက်ကိုဓားနဲ့ဖျက်ပစ်ခဲ့။ပြီးတော့ဘူးဆိုလီကဟမ်မန်ကိုတတ်ပစ်လိုက်တယ်။အဲ့ဒီအိမ်နိုင်ရန်ပေါ်မှာဟမ်မန်ရဲ့သွေးတွေနဲ့ political piggy ဆိုတဲ့စာတန်းကြီးကိုရေးပစ်ခဲ့။ ဒါပေမဲ့တိတ်မကြခင်ဩဂတ်စ်လ6ရက်နေ့မှာပဲဘူဆိုလီအဖမ်းခံခဲ့ရပြီးတော့လူတက်လက်နှက်ပါအသိမ်းခံခဲ့ရတယ်။ဘူဆိုလီအဖမ်းခံလိုက်ရတဲ့အချိန်မှာ Charles ကဖိအားနည်းနည်းများသွားတယ်။အဲဒါကြောင့်ပဲနောက်ထပ်လူတက်မှုတွေမှာဟင်မန်ကိုတတ်ခဲ့တုန်းကလိုမျိုးနိုင်ရံမှာသွေးနဲ့စာတွေထပ်ရေးခဲ့ပြီးတော့ရဲတွေကိုအာယုံလွှဲဖို့သူကစူးစမ်းခဲ့တာ။အဘူဆိုလီကိုရဲတွေကမားဖမ်းထားပြီးတော့တကယ်တမ်းမှာဟင်မန်ကိုတတ်တဲ့လူကနိုင်ရံပေါ်မှာသွေးတွေရေးနေတဲ့လူအဲ့ဒီလူကအပြင်မှာလွတ်နေတော့ပဲလို့ထင်အောင်သူက copycat လုပ်ချင်ခဲ့ပုံရတယ်။ Charles Manson အတွက်ကတော့ Heman ကိစ္စပြီးတဲ့နောက်ပိုင်းရာဇဝတ်မှုတွေဇက်တိုက်လုပ်ခဲ့တာကသူ့ရဲ့ Helter Skelter ဖြာရိတ်နဲ့စစ်ပွဲစတင်မဲ့အတွေးအခေါ်ကိုလက်တွေ့အကောင်အထည်ဖော်တာဖြစ်တယ်လို့သူ့ရဲ့မိသားစုဝင်တယောက်ဖြစ်တဲ့ပူဆိုလီကိုကယ်တင်ဖို့လုပ်တာလည်းဖြစ်တယ်။အဲဒီတော့သူကနှစ်ချက်ကွက်ပေါ့နော်။ Heman ကိုတတ်ပြီးတဲ့နောက်ပိုင်းတိတ်မကြာခင် August 6ရက်နေ့ကနေ10ရက်နေ့အတွင်းမှာ Manson Family ကျူးလွန်ခဲ့တဲ့လူသတ်မှုတွေက Charles Manson ရဲ့ရက်စက်မှုအထွတ်အထိပ်လို့တောင်ပြောလို့ရတယ်။ ရှင်းရနေ့ညမှာ Charles Manson ကသူ့အဖွဲ့တွေက Charles Tess Weston ပြီးတော့ Susan Atkins, Patricia Krenwinkel နဲ့ Linda Garcia-Bian တို့ကို Los Angeles Cielo Drive ကအိမ်တအိမ်ကိုသွားဖို့လှုပ်ခဲ့။အဲ့ဒီအိမ်ကနာမည်ကျော် Director Roman Polanski ရဲ့ဇနီးရုပ်ရှင်မင်းသမီး Sharon Tate နေတဲ့အိမ်။အရင်ကအဲ့ဒီအိမ်မှာ Charles Manson ရဲ့ဂီတသမားဖြစ်မဲ့အိမ်မက်ကိုညှင်းဆန်ပစ်ခဲ့တဲ့ Producer Terry Melcher နေခဲ့တဲ့အိမ်လည်းဖြစ်တယ်။ Charles Manson ရဲ့လူတွေက Sharon Tate အပါအဝင်လူ၅ယောက်ကို ဲ့ဒီညမှာရဲရဲဆက်ဆက်တပ်ပစ်ခဲ့တယ်။ပိုပြီးဝမ်းနည်းစရာကောင်းတာကအသက်ခံရတဲ့အချိန်မှာရုပ်ရှင်မင်းသမီးရှာရွန်တိတ်ကကိုဝင်ရှစ်လခွဲကိုဝင်ဆောင်တယောက်